ဒီပုံစံတိုင်းပဲကွင်းနဲ့ကြော်ကြော်လောက်ထိတောက်လျှောက်ဆွတ်တက်လာခဲ့ရေခင်ဗျာဇော်ဝင်းသိန်းပြန်ပြီးတော့ပြီးတာများအကာကျော်ဟီဇီယာလင်းစိုက်တူအဲလက်ထွက်ထားခြင်းခင်ဗျာစိုက်တူပဲကွင်းလေမှာပဲညာကျောင်းထုတ်ပြီးတာတယ်ဒီပတန်လေတွေကိုဖြတ်ပို့ပြီးချိုးသားတယ်တာယာဝင်းထက်လွတ်ချွတ်ချွတ်ပဲကိုပြီခင်ဗျာလက်ရှိချိန်မှာတော့ဒါရဝင်းထက်ရဲ့အကောင်းဆုံးဆုံးစွမ်းဆောင်ရေးကောင်းတစ်ခုကိုကျွန်တော်တို့ဒီပကစားချိန်6မိနစ်မှာပဲမြင်တွေ့ခဲ့ရပြီပဲဖြစ်ပါတယ် ဆဆချင်းကတော့ first goal ရတဲ့ချင်းကတော့ဒါဘာပဲပြောပြောကျွန်တော်ဥဆောင်ပြီးကစားနိုင်မယ်ပေါ့အဲခြေပါကိုပေးလိုက်ရချင်းနည်းနည်းလေးဒါဘောလုံးရဲ့တပါဝါလာကျွန်တော်ညီငယ်တွေနည်းနည်း pressure ဝင်သွားတဲ့ဟာလည်းမြင်ရတယ်ဒါပေမဲ့အဲ့ဒီအတွက်အမားဆိုတာလူတိုင်းအမားလို့ရတယ်နောက်ထပ်ထပ်မမားဖို့အတွက်ပေါ့ပြန်ပြီးတော့သူတို့ motivation ပြန်ပေးရတာပေါ့ဟုတ်အိုင်မြအမျိုးခန့်ချက်ပြန်လှည့်ထားသေးတယ်ဒီမှာရှိနေတဲ့ဝီလင်းအောင် ဝီလင်းရောက်မယ်ဝီရလန်ကန်ထားတယ်တပိတ်ပြီကိုဘီခင်ဗျာဒါလုံးဝဟိုဘယ်လိုပြောမလဲဒါ final ရောက်မဲ့ဒါအလုံးမဲ့လေကျွန်တော်ညီကန်တယ်ကျွန်တော်အခုတကားတယ်တော့ follower လိုက်တယ်အဲ့ဒါတွေကတကယ်အရင်ကလေးကနေ follower လိုက်တယ်လိုက်တယ်ဆိုတဲ့ဟာလေးကဒါတကယ်ကောင်းတဲ့အလေ့ကျင့်လေအာကိုဖြစ်ပြောင်းလဲသွားတယ်ဗျာဒီ final ရောက်ဖို့အတွက်ကိုဆောင်ပေးလိုက်တော့ကျေးဇူးလည်းတင်တယ်ကျွန်တော်ညီကိုတွေ အတကယ်ကောင်းပါတယ်ပြန်မဲ့ပါတော့ဒီရနာပုံစံအစင်လာရှိတဲ့ဟာလေသူတို့ရဲ့ play style ကငကိုတွေကဒီပုံဒီပုံစံပဲဒီတိုက်ပဲကစားရလဲတကယ်ခက်တယ်သူတို့နီးပြားဆရာတင်ကြားအတိုင်းတိတ်ချကစားတယ်တကယ်ကောင်းတဲ့အတင်ပါတကယ်ကစားရတော်တော်ခက်ပါတယ်ဟောလာအပ်ပေးတဲ့ပရိသတ်ဒီအအပိယကျူလဲနှတ်မယ်လို့မျှော်လင့်ပါတယ်ဒီထက်အခု final ရောက်သွားပြီဆိုတော့လဲထပ်ပြီးတော့ဒီထက်မကအဆောက်အပေါင်းများဆိုတော့ခွန်အားတွေလာအပ်ပေးဖို့မျှော်လင့်ပါတယ်ကျွန်တော်တို့လဲဒီထက်မကကိုအားစိုက်ထုတ်ဖို့အတွက် ကစားသမားတွေတို့ပေါ့ဗျာဒီလိုပြောပျော်ရွှင်မှုတစ်ခုကိုယူဆောင်ပေးနိုင်မယ်လို့လည်းမျှော်လင့်တယ်ဒါအပိတ်ပေါင်းလို့ပြောချင်ပါတယ်